နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဧပြီလ23ရက်ဗုဒ္ဓဟူးနေ့ ရှင်မသက်ခရဝင်ခန်းကြီး28အငယ်27မှ35ထိုအခါပေတရုသည်ချင်းကဲ့၍သခင်မိအကိုသည်အကျွန်ုပ်ကိုပြစ်မာ၍အကျွန်ုပ်သည်သူ၏အပြစ်ကိုဘယ်နှကြိမ်လွတ်ရပါအံ့နည်းခုနှစ်ကြိမ်မြောက်အောင်လွတ်ရပါအံ့လောဟုမေးလျှောက်တော်ယေရှုကခုနှစ်ကြိမ်မြောက်အောင်လွတ်ရမည်ငါမဆိုအကျဉ်း89လီမြောက်အောင်လွတ်ရမည် ငါဆို၏ထို့ကြောင့်ကောင်းကင်နိုင်ငံတော်သည်မိမိကျွန်များတို့ကိုစည်ရင်ယူခြင်းကအလိုရှိသောမင်းကြီးတူနှင့်တူ၏စည်ရင်ယူစဉ်တွင်ငွေအခွက်တသိန်းကျွေးတင်သောသူတစ်ယောက်ကို ရှိတော်သူဆောင်ခဲ့ကြ၏ထို့သူသည်ကျွေးဆက်ရမရှိသောကြောင့်ကုမဆ၍တာမယာအဥ္စာရှိသမျှတို့ကို ရောင်း၍ကျွေးကိုဆက်စီဟုသူ၏သခင်စီရင်၏ ထိုဂျွန်ဒီညုပြတ်ဝတ်တော်လျက်သခင်ကျွန်တော်ကိုတီးခံတော်မူပါကြွေးရှိသည်များကိုဆက်ပါမည်ဟုရှောင်လျင်သူဤသခင်သည်တနာခြင်းရှိသည်ဖြင့်ကြွေးရှိသည်များကိုလွတ်၍ချမ်းသာပေလိမ့်၏ထိုဂျွန်ဒီထွက်သွားရာတွင်မိမိငွေဒေနာရီတရာကျွေးတင်သောဂျွန်ချင်းတယောက်ကို တွေ့လျင်လေဘင်းကိုကန်ညှိ၍ငါငွေကိုဆက်ပေးလောဟု ဆို၏ ထိုကျွန်ချင်းသည်ကြွေးရှင်ဤခြေရင်း၌ပြည့်ဝလျက်ကျွန်တော်ကိုတည်ခံတော်မူပါကြွေးရှိသည်မြကိုဆက်ပါမည်ဟု တောင်းပန်တော်လဲငွေရှင်သည် နာမထောင်ပဲတွား၍ကြွေးကိုမဆက်မီတိုင်အောင် သူ့ကိုထောင်ထဲမှလောင်ထား၏ထိုမှုရာကိုအခြားသောကျွန်ချင်းတို့သည်မြင်လျင် အလွန်နာကြီးသောစိတ်နှင့်တွား၍ပြုလေသည်မြတို့ကိုမိမိတို့သခင်၌ကြားလျှောက်ကြ၏ ထိုခါသခင်သည်ထိုကျွန်းကို ခေါ်၍ဟဲဆုံးညတော်ကျွန်းတင်းဒီငါကိုတောင်းပန်တော်ကြောင့်တင်း၌တင်သည်မြတ်သောကျွေးကိုငါရှင်းလင်းစေ၏ငါသည်တင်းကိုတနာတကဲ့သို့တင်းဒီလေကျွန်းချင်းကို မတနာအပ်တော်ဟုဆိုလျက် အမျက်ထွက်၍ကျွေးရှိသည်မြတ်ကိုမဆက်မီတိုင်အောင် အာနာသာတို့လက်ကိုအပ်လေ၏တင်းတို့သည်လေညီအကိုအချင်းချင်းတို့ကိုစိတ်နှလုံးပါလျက်အပြစ်မလွတ်လျင် ကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏အဖသည်ထိုနည်းတူတင်တို့ကိုစီရင်တော်မူလက်တဟုမိန်တော်မူ၏ငါသည်တင့်ကိုတနာတကဲ့သို့တင်သည်လဲကြွခြင်းကို မတနာအပ်သလော ရှမတဲ့ခရွင့်အခန်းကြီး38အခန်းငယ်33ထာဝရကာလအလုံး ကတ်တွန်ရုပ်ရှင် Toy Story night ကလေးငယ်တူဤကစားစရာအယုတ်များသည်အိတ်ခမ်းထဲမှသူထွက်သွားခြင်းသို့မဟုတ်သူအိတ်ပျော်သွားသည့်အချိန်တိုင်းတွင်အသက်ဝင်လှုပ်ရှားလာကြသည် Buzz Lightyear ဟုခေါ်သည့်စက်ကောင်အယုတ်တယုတ်သည်အိတ်ရာအနီးအနား၌ပြန်တန်းရင်ထာရကာလအလွန်သို့ဟူသည့်သူ၏ရေပန်းစားသောစကလုံးကိုအော်ပြောသည်ထိုစကားစုသည်လူများစွာကိုရှုပ်ထွေးစေသည် ထာရကာလသည်ကျမတို့အဝေးဆုံးသွားနိုင်သည့်နေရာမဟုတ်လားထာရကာလအလွန်၌မြည်သည့်အရာ ရှိနိုင်အောင်မည်နီရှေးဂရိအတွေးခေါ်ပညာရှင်များ၏ဉာဏ်ပညာကိုမှီညဲ၍သင်္ချာပညာရှင် EN Stewart ကထာရကာလအလွန်၌ရှိသည့်အရာမှာပို၍ပို၍ကြီးမားသောထာရကာလများဖြစ်ပြီးအဆုံးမရှိ ဆက်၍ဆက်၍သွားနေတော်သည်ဟုအဆိုပြုသည်သခင်ယေရှုသည်ခွင့်လွှတ်ခြင်းနှင့်ပေ၌ထိုကဲ့သို့သော စတိုအားထုတ်မှုမျိုးကိုအသုံးချပုံပေါ်သည်သူတစ်ပါးအားခွင့်လွှတ်ခြင်းနှင့်ပတ်သက်ပြီးဘယ်နှကြိမ်ခွင့်လွှတ်ရမည်နည်းခုနှစ်ကြိမ်လားဟုရှင်ပေထရုကမေးမြန်းရာယေရှုကသင်သည် သူ့အားခုနှစ်ကြိမ်မကခွင့်လွှတ်ရမည်သူသည်တင့်အားခုနှစ်ကြိမ်ခုနှစ်လီအမားကျိုးလွန်နေပင် သူ့အားခွင့်လွှတ်ရမည်ဟုဖြေခဲ့သည်တစုံတယောက်သည်မိမိအမားကို အမှန်တကယ်နောင်တရပါက ထို့သူအားအကျင့်ဤအကန့်အသတ်မရှိခွင့်လွှတ်ရမည်ဟူသည့်အချက်ကို အလေးထားဖော်ပြလျက်တနာကျင်နာတက်သည့်ရှင်မင်းနှင့်အကျင့်နာတရားမရှိသည့်အစေခံတို့ကိုနှိုင်းရှင်ထားသည့်ပုံဥပမာကို သခင်ယေရှုဆက်၍မိန့်ကြားသည်ဖခင်သခင်သည်ကျမတို့အားခွင့်လွှတ်တဲ့ကဲ့သို့ အခြားသူများကိုကျမတို့ခွင့်လွှတ်ရမည်ဖြစ်သည်အကျင့်ကျင့်အထက်ထက်အခါခါခွင့်လွှတ်ရမည်ဖြစ်သည်ယင်းသည်ကျမတို့အတွက်မဖြစ်နိုင်ဟုထင်ရသည် ထို့ကြောင့်ဖျားသခင်ဤမဆကူညီမှုကိုကျမတို့အဆက်မပြတ်တောင်းခံရန်လိုအပ်ခြင်းဖြစ်သည်။ဖျားသခင်ဤခွန်အားဖြင့်သာဤအရာကို ကျမတို့လှူဆောင်နိုင်သည်။ခွင့်လွှတ်ခြင်းခံရသူတို့သည် လူတို့ကို ခွင့်လွှတ်တတ်သည်။သာရကာလအလွန်ထိတိုင်ခွင့်လွှတ်ကြပေသည်။ သင်၏ခွင့်လွှတ်ခြင်းကိုမြည်သူ တောက်တနေသည်။ဖျားသခင်နှင့်အခြားသူတို့အားအလေးထားသောအဖြစ်သူတပါးအားခွင့်လွှတ်ခြင်းသည်မြည်သူကိုဆိုလိုသည်။ချစ်စွာသောအဖဖျား ကိုရော်သည်ဉာဏ်ပညာနှင့်ပြည့်စုံရက်ရရရော်ရော်ခွင့်လွှတ်တတ်သကဲ့သို့ကျွန်ုပ်ကိုလည်းထိုနည်းတို့ဖြစ်စေတော်မူပါ။သခင်ယေရှုနာမကိုအမိပြုရေးဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။